ီဗီဒီယိုမှာတော့ Excel မှာရှိတဲ့ chart တွေကိုအသုံးပြုပြီးတော့ data visualize လုပ်လို့ရတဲ့ပုံစံလေးတွေကိုရှင်းပြပေးသွားပါမယ်။အခြေခံကြပြီးတော့အသုံးများတဲ့ chart ပုံစံ၄မျိုးကို ရှင်းပြပေးပါမယ်။ပထမအဦးဆုံးအနေနဲ့ကတော့ bar chart ရဲ့အသုံးပြုရပုံစံလေးကိုပြပေးပါမယ်။အဲ့တော့ bar chart ဆွဲဖို့အတွက်ဆိုလို့ရှိရင်ဒီ sheet ထဲမှာ category C ရှိပါတယ်။ category 6ခုရဲ့သူ့ရဲ့ sales ရောင်းရတဲ့ကဏ္ဍနေရှိနေတယ်ပေါ့เนาะအဲ့တော့ဒီ data လေးကနေဒီ summary data လေးကနေအခုလို number တွေပဲကြည့်မဲ့အစား ုံအနေနဲ့ပြခြင်းနဲ့ chart အနေနဲ့ပြခြင်းနဲ့ဒါဆိုလို့ရှိရင်ဒီလို data မျိုးအတွက်ဆိုအသုံးပြုလို့ရနိုင်တာက bar chart လေးနဲ့အသုံးပြုပြီးရောပြလို့ရပါတယ်အဲ့တော့ bar chart ဆွဲခြင်းနဲ့ဆိုရင်ကိုဆွဲခြင်းနဲ့ summary data ကို selection ပေးမယ်ပြီးပြီဆိုတာနဲ့ insert tab ထဲကမှာ chalk ဆိုရဲ group တွေမှာသူ့ရဲ့ဒီဘက်ညာဘက်အောက်ခြေနားလေးမှာ button လေးတစ်ခုရှိပါတယ်ဒီ button လေးကိုဖွင့်လိုက်မယ်ဒါဆို insert chart ဆိုပြီး box လေးကျလာတာကိုတွေ့ရလိမ့်မယ်အဲ့ဒီ insert chart box မှာ tab လေးနှစ်ခုရှိပါတယ် recommended chart ရဲ့ all chart ရဲ့ဆိုပြီးတော့ tab နှစ်ခုရှိရဲ့ recommended chart ဆိုလို့ရှိရင်တော့သူက ကို selection ပေးထားတဲ့ summary data ပေါ်မူတည်ပြီးတော့မှာ သူ့ဘက်က အသုံးပြုလို့ရတယ်ဆိုတော့ chat လေးတွေကိုအခုလိုမျိုး recommend ပေးထားတာကိုတွေ့ရလိမ့်မယ်အဲ့တော့ recommended chat ကနေလည်းကိုလိုချင်တဲ့ chat ပုံစံရွေးပြီးတော့ဆွဲလို့ရပါတယ်ဒါမှမဟုတ် all chat တက်ကနေရွေးမယ်ဆိုရင်တော့ဒီ exam မှာရှိရဲ chat အမျိုးအစားတွေအများကြီးသူပြပေးထားတယ်အဲ့တော့အဲ့အမျိုးအစားတွေထဲကမှကိုလိုချင်တဲ့ chat အမျိုးအစားကိုရွေးပြီးတော့အလုပ်လုပ်လို့ရတယ်အခုဆိုဆွဲချင်တာ bar chat ပုံစံလေးကိုဆွဲချင်တာဖြစ်တယ်အဲ့ဒီအတွက် all chat ထဲက bar ါဆိုတာလေးကိုရွေးလိုက်မယ်။ဒါဆိုဘားဆိုတာလေးကိုရွေးလိုက်တယ်ဆိုရင်သူညာဘက်မှာဘားအမျိုးအစားတစ်ခုချင်းစီပေါ်လာတာတွေ့ရလိမ့်မယ်။ပထမတစ်ခုက cluster နောက် stack ဘားချက်ရှိမယ်။ PB ဆိုလို့ရှိရင်တော့ဒါလေးကတော့100% stack ဘားဆိုတာရှိမယ်ပေါ့နော်။အခုဆိုရင် selection ပေးထားတဲ့ဒီ summary data မှာဆိုရင် category ဆိုပြီးတော့အကြောင်းအရာတစ်မျိုးတည်းကိုပဲပြထားတဲ့ data လေးပါဒီ summary data မှာဆိုရင်အဲ့လိုမျိုးအကြောင်းအရာတစ်မျိုးတည်းကိုပဲပြထားတဲ့ data ဆိုရင်ဘာချက်ပါသုံးလို့ရတာက cluster chart ပုံစံကိုသုံးလို့ရတယ်သို့မဟုတ် 3D cluster ဘာဆိုရဲပုံစံကိုသုံးလို့ရပါတယ်အဲ့တော့ cluster ဘာချက်ပုံစံကိုရွေးမယ်ဆိုရင်အောက်မှာသူကဘာချက်နှစ်မျိုးကိုသူပြပေးထားပါတယ်ဘာချက်ဆိုတာဒီသူက data တွေကို အလျားလိုက်အတန်းလေးတွေနဲ့သူကပုံဖော်ပြီးသွားမှာဖြစ်တဲ့အခုဆိုရင် category ကုန်ပစ္စည်းအမျိုးအစား6ခုရှိရဲ့အဲဒီကုန်ပစ္စည်းအမျိုးအစား6ခုမှာ category တစ်ခုချင်းစီကိုသူကသက်ဆိုင်ရာအလျားလိုက်အတန်းလေးတွေနဲ့သူဒီလိုမျိုးလေးပြပေးထားတယ်ဒီအလျားလိုက်အတန်းရဲ့အရှိသည်ဒီ category ရဲ့ value ကိုကိုးစားပြုပါတယ်ဒီမှာဆိုရင်တော့ sales ပေါ့เนาะသူရဲ့ဒီအတန်းရှိဘာတန်းအရှိသည် sales ဘယ်လောက်ရှိနေတယ်လဲဆိုတာကိုကိုးစားပြုပြီးတော့သူပြပေးနေမှာဖြစ်တယ်အဲ့တော့ဒါအခုရေးထားတာက cluster ဘာ ါးချက်ပုံစံလေးကိုရေးထားတယ်။သူကဒီမှာပြပေးထားတာနှစ်မျိုးပြပေးထားတယ်။ပထမတစ်ခုဆိုရင်ဘာရန်အလုံးက same color ဖြစ်နေတယ်။ပြီးရင်တော့ဘာရန်တစ်ခုချင်းစီရဲ့ဘေးမှာ သူ့ရဲ့သက်ဆိုင်ရာ category label လေးကိုပြပေးထားတယ်။ဒါကပထမပုံစံ။ဒုတိယတစ်ခုဆိုလို့ရှိရင်တော့သူဒီ category တစ်မျိုးကိုဘာဒန်းကိုမှ color လေးတွေခွဲပြီးတော့သူပြပေးထားတယ်။ဒါပေမဲ့သူ့ရဲ့ ဘားတန်းရဲ့ဘေးနားမှာတော့သူဒီသက်ဆိုင်ရာလီပဲမတက်ထားဘူးအဲ့တော့ဒီကော်လန်ရှိရဲ့ဒီဘားတန်းဒီဒီအယောင်ရှိနေတဲ့ဘားတန်းဒီဘားကက်တီဂိုရီကိုကိုစားပြုလဲဆိုတာသိချင်ရင်တော့အောက်က legend ကနေ ကြည့်ရမယ်အနေထားပေါ့နော်အဲ့တော့ကိုအတွက်အသုံးတည်တာကပထမအဆုံးပုံစံအသုံးတည်တယ်ပထမအဆုံးပုံစံမဲ့လိုချင်နေဆိုရင်ပထမအဆုံးတစ်ခုကိုရွေးပြီးတော့အလုပ်လုပ်သွားအောင်ပါပဲဒါက cluster bar chart ပုံစံနောက် 3D cluster bar chart ကတော့ဒီလိုပုံစံကိုမှသူဒီ 3D ပုံ ံစံလေး 3-dimension ပုံစံလေးကိုသူထည့်ပေးထားမှာဖြစ်ပါတယ်။အဲ့တော့အခုကတော့ရိုးရိုးပဲ cluster bar ကိုရွေးပြီးတော့ပထမအဦးဆုံးပုံလေးကိုရွေးပြီး track ခဲ့လိုက်မယ်။ okay နဲ့ track မယ်။ဒါဆိုပါတန်းလေးရလာပြီ။ဒါဆိုရင်ကိုက category ရဲ့ ရောင်းအားတွေကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်အခုမြင်နေရတဲ့အလျားလိုက်ဘားဒန်းလေးတွေရဲ့အရှိကိုကြည့်ပြီးတော့မှဆုံးဖြတ်သွားလို့ရတယ်။ဘယ်ကက်တီဂိုရီကရောင်းအားအများဆုံးလဲ၊ဘယ်ကက်တီဂိုရီကရောင်းအားအနည်းဆုံးလဲဆိုတာကိုဒီဘားဒန်းရဲ့အရှိကိုကြည့်ပြီးတော့မှ သိသွားနိုင်တယ်ပေါ့နော်။ကဏ္ဍတွေကိုဖတ်မယ်ဆိုရဲအစားပေါ့။အဲ့တော့ဒါဆိုရင်ဒီဘားဒန်းလေးရလာပြီ။ဒီဘားချက်လေးရလာပြီ။ဘားချက်ကတော့အဓိကအနေနဲ့ကအမျိုးအစားတွေကိုတစ်ခုနဲ့တစ်ခု comparison လုပ်ပြီးတော့နှိုင်းရှင်ပြီးတော့ကြည့်ခြင်းတဲ့အခါမျိုးတွေမှာအသုံးပြုပါတယ်အခုဆိုလို့ရှိရင်လည်း cake ဆိုတဲ့ category နဲ့ cookie ဆိုတဲ့ category နောက် chocolate ဆိုတဲ့ category ဘယ် category ကရောင်းရအများဆုံးဖြစ်နေတယ်လဲဒီလိုမျိုးတွေ comparison လုပ်ချင်တယ်ဆိုရင်လွယ်လင်းတကူပဲဘာဒန်းလေးရဲ့အရှိကိုကြည့်ပြီးတော့မှစုံဖြတ်လို့ရပါတယ်အဲ့တော့ဒါက bar chart လေးထည့်လိုက်တာပါ chat လေးတစ်ခုထည့်ပြီးသွားပြီဆိုရင်ကိုကအဲ့ဒီ chat နဲ့ပတ်သက်ပြီးတော့ formatting တွေပြင်ချင်တယ်။ formatting ပြင်ချင်တယ်ဆိုတော့အခုဆိုလို့ရှိရင်ဒီ bar chat မှာဒီ bar တန်းလေးကိုထည့်ထားတဲ့ color ကိုကိုဒီတခြား color ပြောင်းချင်တယ်။ဒါဆိုလို့ရှိရင်လည်းဒီလို formatting တွေလုပ်လို့ရပါတယ်။အဲ့လိုမျိုး bar ကို color ပြောင်းချင်တယ်ဆိုလို့ရှိရင် bar တန်းပေါ်မှာ click နှိပ်လိုက်မယ်။ဒါဆိုသူကရှိနေတဲ့ bar တွေအားလုံးကိုအခုလိုမျိုးလေး selection ပေးသွားလိမ့်မယ်။ပြီးပြီဆိုတာနဲ့ format menu ရဲ့ shape ိတ်ဖေးတဲ့ကောင်မှကိုလိုချင်တဲ့ပါရန်ရဲ့ကာလာပုံစံကိုရွေးချယ်ပြီးတော့ဒီမှာအလုပ်လုပ်လို့ရပါတယ်။ဒါဆိုသူပါရန်လေးတွေကိုကာလာချယ်ပေးသွားလိမ့်မယ်။ ဒါကတော့ဘာကိုကာလာချေတာနောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင် grab မှာဒီ chart မှာဆိုရင်ဒီ chart ရဲ့အပေါ် title လေးထဲမှာ save ဆိုပြီးရှိနေပါတယ်အဲ့တော့အဲ့ title ကိုကိုကမထည့်ခြင်းဘူး title မလိုခြင်းဘူးဆိုရင်ဒီမှာရှိနေတဲ့ title box နေရာလေးမှာအခုလို selection ပေးပြီးတော့ keyboard ထဲက delete ကိုနှိပ်လိုက်မယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ် chart ကို selection ပေးလိုက်တာနဲ့ညာဘက်မှာဒီလိုမျိုး plus sign လေးနဲ့ chart element ဆိုပြီးပေါ်နေရရှိမယ်။အဲဒီ chart element လေးကိုဖွင့်ပြီးတော့မှချက်တိုက်တဲ့ချက်ပေါက်လေးရဲ့အမှန်ကျလေးကိုဖြုတ်လိုက်မယ်ဆိုရင်လည်းသူဒီဒီချက်တိုက်တဲ့လေးကိုဖြုတ်သွားတာကိုတွေ့ရလိမ့်မယ်။အဲ့တော့ဒီလိုပုံစံနဲ့ formatting တွေပြင်လို့ရတယ်။ပြီးရင်နောက်တစ်ခါကျတော့အခုဆိုဒီ bar chart မှာဒီလိုမျိုး down light ဒီ grid line နေမြင်နေရတယ်ပေါ့နော်ဒီလိုမျိုးအခုမြင်နေရတယ် down line အာ gray color ရှိနေတယ်ဒီအတန်းလေးတွေဒါလေးတွေက grid line လို့ခေါ်ပါတယ်ဒီ grid line တွေကိုမလိုချင်ဘူးဖျောက်ချင်တယ်ဒါဆို chart element ရဲ့ဒီ grid line ဆိုရဲချက်ပေါက်လေးမှာရှိနေတယ်အမှန်ကြီးလေးကိုဖြုတ်ပေးလိုက်ရင်ဒီ grid line တွေကိုဖြောက်ပေးသွားလိမ့်မယ်ပြီးရင်နောက်တစ်ခုကကိုကဒီဘာဒန်းတစ်ခုချင်းစီကသူဒီကဏန်းဘလောက်လဲဆိုတာကိုသိချင်တယ် ော့ကဏန်းဘလောက်လဲဆိုတာကိုသိချင်တယ်ဆိုရင်အောက်မှာတူပေါ်နေတဲ့ဒီ x ဝင်ရိုးမှာရှိနေတဲ့ကဏန်းနဲ့လာကြည့်ပြီးတော့ရှင်ပြီးတော့ data ကိုမတွက်ထုတ်ချင်ဘူးပေါ့နော်အော်မတွက်ထုတ်ချင်မယ်ねဒီဘာတဲ့ရဲ့အရှိတီသူ့ရဲ့ကဏန်းဘလောက်လဲဆိုတာကိုသိချင်တယ်ဆိုရင် chart element နဲ့မှာရှိနေတယ် data label ဆိုရဲချက်ပေါက်လေးကို on ပေးလို့ရပါတယ်ဒါဆို data label ဆိုရဲချက်ပေါက်လေးကို on ပေးလိုက်မယ်ဆိုရင် bar တစ်ခုချင်းစီရဲ့သူ့ရဲ့သက်ဆိုင်ရာ value တွေကိုဒီလိုမျိုးလေးပြပေးနေလိမ့်မယ်အဲ့တော့ chart element ကနေမှာဒီ grant မှာရှိနေတဲ့ element တစ်ခုချင်းစီကိုမှမလိုချင်ဘူးဆိုချက်ပေါက်တွေကိုဖြုတ်လို့ရတယ်လိုချင်တယ်ဆိုရင်သူ့ရဲ့သက်ဆိုင်ရာချက်ပေါက်လေးတွေ on ပြီးတော့မှအလုပ်လုပ်သွားလို့ရပါတယ် ီးရင်နောက်တစ်ခုကကြတော့အခုဆိုရင်ဒီ bar chart မှာဆိုရင်သူက ice cream category ကနေအရင်လာတယ် ice cream လာတယ် juice လာတယ် coffee လာတယ်အဲ့တော့သူ့ရဲ့ဒီစီထားတဲ့ပုံစံကရောင်းအားအနည်းဆုံး category တွေကိုသူကအရင်ပြထားတယ်ပေါ့နော်ဒီ bar chart မှာရောင်းအားအနည်းဆုံး category ကနေအရင်လာတယ်ပြီးတော့မှရောင်းအားများတဲ့ category ရောက်လာတယ်အဲ့တော့ဒါကိုကိုကကြည့်ချင်တာဒီရောင်းအားများတဲ့ category တွေကနေမှာစပြီးကြည့်ခြင်း ਨੇ အဲ့တော့ဘာလုပ်ချင်တာလဲဆိုတော့ဒီဘားချက်မှာရှိနေတဲ့ category ရဲ့သူပြနေတဲ့ပုံစံကိုအပေါ်အောက်ပြောင်းပြန်လှန်လိုက်ခြင်း ਨੇ အဲ့တော့အဲ့လိုမျိုးအပေါ်အောက်ပြောင်းပြန်လှန်လိုက်ခြင်းနဲ့ဆိုရင်မလုပ်ရမလဲဆိုတော့ဒီ category ပြထားတဲ့ဒီ value category exit ရှိပါတယ်။တနည်းအားဖြင့် y exit ပေါ့နော်။ဒီ y exit ကို selection ပေးလိုက်မယ်။ပေးလိုက်ပြီးပြီဆိုတာနဲ့ right click နှိပ်မယ်။ format exit ကိုရွေးမယ်။ ဒါဆိုလို့ရှိရင်ညာဘက်ထဲမှာ format a zip ပိန်းလေးကြာလာတာကိုတွေ့ရလိမ့်မယ်အဲ့တော့အဲ့ format a zip ပိန်းလေးတဲကမှာ ဒီသူ့ရဲ့ဒီမှာဆိုလို့ရှိရင် exit option ဆိုရဲ option လေးပွင့်နေတာကိုတွေ့ရလိမ့်မယ်။အဲ့ဒီ exit option အောက်မှာ category in reverse order ဆိုတာရှိပါတယ်။ category in reverse order ရဲ့ချက်ပေါက်လေးကို on ပေးလိုက်မယ်ဆိုရင်သူဒီအခုမြင်နေရတဲ့ category လေးတွေကိုအပေါ်အောက်ပြောင်းပြန်လှန်ပေးလိုက်တာကိုတွေ့ရလိမ့်မယ်။ဒါဆိုရင် cake category ကအရင်လာတယ်ပြီးတော့မှ cookie ဆိုပြီးတော့ အာ sales အများဆုံးသော category တွေကိုအရင်စီပြီးတော့သူဒီလိုလေးပြပေးသွားလိမ့်မယ်။အဲ့တော့ဒါက bar chart ရဲ့ပြပေးတဲ့ပုံစံလေးပါ။နောက်တစ်ခုထပ်ဆွဲကြည့်မယ်နောက်တစ်ခုကတော့ data data ပဲ data ကိုမှဒီတစ်ခါကျတော့ column chart ဆွဲကြည့်အောင် column chart ဆွဲဖို့အတွက် summary data ကို selection ပေးမယ်ပြီးတော့ insert ပြီးတာနဲ့ chat box ထဲကိုဝင်ခဲ့မယ်။ all chat ထဲကမှ colon chat ကိုရွေးပါမယ်။ဒီ colon chat မှာလည်း cluster colon အောက်ကပထမအဆုံးမြင်နေရတဲ့ colon chat ပုံစံကိုရွေးပြီးတော့အလုပ်လုပ်မယ်။ဘာကြောင့်လဲဆိုတော့ကိုကြည့်တဲ့ပုံစံအတိုင်း category တစ်ခုချင်းစီကိုသူသည် downline တိုင်လေးတွေနဲ့သူကပြပေးထားရဲ့ပြီးတော့အားလုံး same color လဲတုံထားတယ်ပေါ့เนาะအဲ့တော့ကြည့်လို့ပုံစံအတိုင်းလေးလိုချင်တယ်ဆိုတော့ okay နဲ့ထွက်လိုက်မယ် ။ဒါဆိုလို့ရှိရင်သူဒီမှာ column chart လေးကိုအခုလိုမျိုးလေးပြပေးနေတာကိုတွေ့ရလိမ့်မယ်။ category တစ်ခုချင်းစီကို သူဒီ downline တိုင်လေးတွေနဲ့ကိုစားပြပြီးပြပေးနေတယ်။အဲ့တော့သူကကြတော့ bar chart လိုပဲ ကုန်ပစ္စည်းအမျိုးအစားတွေကိုနှိုင်းယှဉ်ပြီးကြည့်ကြတဲ့ဆိုရင်ဘားချက်ကသုံးတယ်လို့မျိုးပဲကော်လန်ချက်မှာလည်းကုန်ပစ္စည်းတွေကိုနှိုင်းယှဉ်ပြီးကြည့်ဖို့အတွက်သုံးလို့ရပါတယ်ဒီမှာဆိုရင်တော့သူကနှိုင်းယှဉ်ပြီးကြည့်တဲ့အခါဒီ category ရဲ့ sales ကဘလို့အနေထားရှိနေတယ်လဲဆိုတာကိုသိဖို့အတွက်ဆိုရင်တော့ဒီ downline တိုင်ရဲ့အမြင့်နဲ့ဆုံးဖြတ်သွားလို့ရပါတယ် downline တိုင်ရဲ့အမြင့်ကအမြင့်ဆုံးဖြစ်နေတယ်ဆိုလို့ရှင်ဒါ sales အများဆုံးပေါ့เนาะအဲ့တော့သူ့ရဲ့ value ကိုသူ့ရဲ့တိုင်ရဲ့အမြင်နဲ့ပြပေးထားတာဖြစ်တယ်။ဒီမှာဆိုရင်လည်းဒီအတိုင်းပဲ grid line တွေပဲမြင်ချင်မှုဒါဆို chart element ရဲ့ grid line ချက်ပေါက်လေးကိုဖြုတ်လိုက်လို့ရတယ်။ data လေးပဲတက်ချင်တယ်။ data label လေးဒီလိုတက်လိုက်လို့ရပါတယ်။ပြီးရင်ဒီမှာရှိနေတဲ့ ဒီ graph မှာဆို exit နှစ်ခုရှိရဲ့ပေါ့နော် x exit ရှိရဲ့ horizontal exit ရှိရဲ့ vertical exit ရှိရဲ့ horizontal exit မှာက category name တွေကိုပြပေးနေတယ် vertical exit မှာဆိုလို့ရှိရင်တော့သူက ဒါဒီကနန်းပေါ့နော်ဆေးစရဲ့ကနန်းမျိုးပြပေးနေရဲအဲ့တော့ကိုကဒီမှာကော်လန်ဒိုင်းတစ်ခုချင်းစီမှာသူ့ရဲ့သက်စာ value ကိုပြပြီးသားဖြစ်နေတဲ့အတွက် particle acid မှာရှိနေတဲ့ဒီကနန်းကကို့အတွက်အပိုလိုပဲဖြစ်နေရဲဒါဆိုရင် particle acid ကိုမလိုချင်ဘူးဆိုရင် particle acid ကိုဖျောက်ဖို့အတွက်ဆိုရင်ဒီ particle acid ကို selection ပေးပြီးတော့ keyboard ထဲက jelly ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင် သူကအဲ့ဒီ particle acid ကိုသူဖြတ်ပြီးသွားလိမ့်မယ်အဲ့တော့ ီးရင်နောက်တစ်ခုက chart title မှာလည်းကိုပြင်ကျင်နေပေါ့နော် sales လို့မထားခြင်းဘူးဒါကို category sales ဆိုပြီးနာမည်ပေးခြင်းတယ်ဒါဆိုအခုလိုမျိုးလေး chart title မှာကိုလိုချင်တဲ့စာလေးရရိုက်ထည့်လိုက်လို့ရပါတယ်ဒါ column chart လေးပါနောက်ခု not core pie chart ဆွဲကြည့်မယ် pie chart ဆွဲဖို့အတွက်ဆိုရင်ဒီမှာရှိရ summary data ဆိုရင်သူက ice cream category ရဲ့ flavor တစ်ခုချင်းစီရဲ့ sales တွေကိုပြပေးထားတာပါ strawberry flavor ဆို sale ဘလောက်လဲနောက် chocolate ရှိမယ် vanilla ရှိမယ် avocado ရှိမယ်ပြီးရင် other flavor တွေဆိုရင်ရော sales ဘလောက်လဲဆိုပြီးတော့ဒီလိုလေးပြပေးထားပါတယ် recipe data ကို selection ပေးလိုက်မယ်ပြီးရနဲ့ insert ရဲ့ချက်ပေါက်လေးကိုဖွင့်ပါမယ် all set တဲ့ကမှပိုင်းကိုရွေးလိုက်ပါမယ်အဲ့တော့ပိုင်းကိုရွေးပြီးတော့ပထမဆုံးမြင်နေရတဲ့ဒီပိုင်း chart လေးကိုရွေးပြီး okay နဲ့ထွက်လိုက်မယ်ဒါဆိုရင်သူကပိုင်း chart တွေဘယ်လိုပြပေးမှလဲဆိုတော့ပိုင်း chart ကကြတော့ set y တစ်ခုကို selection ပေးထားတဲ့ data တွေသူက set y တစ်ခုအနေထားနဲ့သူကပြပေးမှဖြစ်တယ်ပြီးရင်အဲ့ဒီ set y ထဲမှာမှာအစိတ် တွေပိုင်းလိုက်တယ်ပေါ့နော်အစိတ်တွေပိုင်းလိုက်တယ်အဲ့ဒီအစိတ်တစ်ခုချင်းစီဒီဒီမှာပြထားတဲ့ flavor တစ်ခုချင်းစီကိုကိုစားပြပါတယ် strawberry အတွက်ဆိုရင်သူရဲ့စိတ်တစ်ခု slice တစ်ခု chocolate အတွက်ဆိုလို့ရှင်လဲ slice တစ်ခုဆိုပြီးတော့ဒီလိုမျိုး slice လေးတွေခွဲပြီးတော့အစိတ်လေးတွေခွဲပြီးတော့ဒီဆော့ဝိုင်းနဲ့မှမှအစိတ်လေးတွေစိတ်ပြီးတော့သူကပြပေးနေမှာဖြစ်တယ်အဲ့တော့ပိုင်းချက်ကဘယ်လိုအချိန်မျိုးမှာအသုံးပြုမလဲဆိုတော့ ဒီလိုတစ်ခုလုံးကြီးထဲမှာမဒီအခုဆို flavor ပေါ့နော် flavor တစ်ခုချင်းစီဒီရာဂိုင်နှုံးနေနဲ့ဆိုရင်ဘလောက်ရာဂိုင်နှုံးကိုစားပြုပြီးတော့ပါဝင်ပတ်သက်နေတယ်လဲဆိုတာမျိုးကြည့်ချင်တယ်ဆိုတဲ့အခါမျိုးမှာဒီပိုင်းချက်ကိုအသုံးပြုပါတယ်အဲ့တော့ပိုင်းချက်ဒီ total 100%မှာမှာ category တစ်ခုချင်းစီအခုဆို flavor တစ်ခုချင်းစီရဲ့သူ့ရဲ့ရှိနေတဲ့ percentage ဒါရာဂိုင်နှုတ်ပေါ့နော်ရာဂိုင်နှုတ်တွေကို तू ကတွက်ထုတ်ပြီးတော့ तू ပြပေးနေမှာဖြစ်တယ်အဲ့တော့ဒီပိုင်းချက်အတွက် data label ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်း chart element ရဲ့ data label ကနေအခုလိုမျိုးရွေးထည့်လို့ရပါတယ် data label ကိုထည့်တဲ့အခါမှာအခု तू ပြပေးထားတဲ့ absolute ကဏ္ဍရောင်းရတဲ့ sales ပေါ့နော်9800လား6900လားဒီလို data label လဲပြလို့ရတယ်လို့နောက် ဒီလိုမျိုး data label လေးပြလို့ရပါတယ်ပြီးတော့ကိုက d absolute ဂဏန်းကိုမပြခြင်းဘူး absolute ဂဏန်းအစား ီရှိနေတဲ့ ice cream ရဲ့ total sales တစ်ခုလုံးထဲမှာမှာရာဂိုင်နှုန်းအနေနဲ့ဆိုရင်ဒီ9800ဆိုတာကဒီ ice cream total sales တစ်ခုလုံးမှာဆိုရင်သူရာဂိုင်နှုန်းအနေနဲ့ဆိုဘလောက်လဲ6800ဆိုလဲဒီလိုပဲ ice cream ရဲ့ total sales ရဲ့မှာမှာရာဂိုင်နှုန်းအနေနဲ့ဆိုရင်ဘလောက်လဲဆိုပြီးရာဂိုင်နှုန်းပဲကြည့်ချင်တယ်ဆိုရင်အခုထည့်လိုက်တဲ့ data library ကို selection ပေးလိုက်ပါမယ် pv ဆိုတာနဲ့ right click နှိပ်ပြီးတော့မှာ format data label ဆိုရင်ညာဘက်မှာ format data data တွေပဲပိန်းလေးကြာလာပါလိမ့်မယ်အဲ့တော့အဲ့ format data တွေပဲပိန်းနေကမှသူကအခုဆိုရင်ဒီ label option ရဲ့အောက်မှာ value လေးဟာချက်ပေါက်လေး on ထားတာတွေ့ရလိမ့်မယ်အဲ့ဒီအတွက်သူဒီ absolute value ကိုသူပြပေးနေတယ်အဲ့တော့ကွာ absolute value ရောနောက်အောက်မှာရှိရဲ percentage ကိုပြချင်ပါတယ်ဆိုပြီးတော့ percentage လေးကိုအမှန်ချက်ချက်လိုက်မယ်ဆိုရင်သူက ဒီ value တစ်ခုချင်းစီရဲ့သက်ဆိုင်ရာရာဂိုင်းနှုန်းလေးတွေကိုပြပေးနေလိမ့်မယ်။ Strawberry ဆိုရင်37ရာဂိုင်းနှုန်း၊ Chocolate ဆိုရင် 27, Vanilla ဆိုရင် 22, နောက် Avocado ဆိုလို့ရှိရင်30%ပြီးပြီးဆိုရင်တော့ Other ဆိုရင်7%ဆိုပြီးဒီအားတွေအားလုံးပေါင်းလိုက်ရင်သူ100ရာဂိုင်းနှုန်းရလိမ့်မယ်ပေါ့နော်။ဘာကြောင့်ဆိုတော့100ရာဂိုင်းနှုန်းတွေကနေပဲ category flavor တစ်ခုချင်းစီဒီ percentage ဘလောက်အနေနဲ့ contribute ဖြစ်နေလဲဆိုတာကိုသူကတွက်ထုတ်လိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုး percentage လေးကြည့်ချင်တယ်ဆိုရင်ဒီကနေမှ percentage လေးကို on ပေးလိုက်လို့ရပါတယ်။ချက်ပေါက်လေး on ပေးလိုက်လို့ရတယ်။ပြီးတော့အခုက value လိုက်ပြနေတယ် percentage လိုက်ပြနေတယ်အဲ့ဒီနှစ်ခုကိုမှကြားထဲမှာ comma လေးခံပြီးတော့ပြနေတာဖြစ်ပါတယ်အကဲအများกว่าကြားထဲမှာအဲ့လို comma ခံပြီးမပြခြင်းဘူး value တစ်ကြောင်ပြီးရင်အောက်မှာ percentage တစ်ကြောင်ဆိုပြီးအဲ့လိုမျိုးတီးတန့်အကြောင်းခွဲပြီးပြခြင်းနဲ့ဆိုရင်ဘယ်နေရာမှာပြင်လို့ရလဲဆိုတော့ဒီ separator ဆိုရဲ box လေးရှိတယ်အဲ့ဒီ separator box လေးကိုဖွင့်လိုက်တဲ့အခါ comma semicolon period new line ဆိုပြီးတော့ဒီ value နဲ့ percentage ရဲ့ကြားထဲမှာ ချလို့ရတဲ့ဟာရွေးချယ်စရာရှိပါတယ်အဲ့တော့အခုညူလာအောင်ရွေးလိုက်မယ်ဒါဆိုဒီလိုမျိုးအကြောင်းလေး꿰သွားတာကိုတွေ့ရလိမ့်မယ် value အရင်ပြတယ်ပြီးတော့မှ percentage ကိုသူဒီလိုပြပေးလိမ့်မယ် အဲ့တော့ဒါကပိုင်းချက်ဆွဲတဲ့ပုံစံလေးပါ ပိုင်းချက်လေးကိုဆွဲလိုက်တဲ့အခါသူဒီ slide တစ်ခုချင်းစီကိုသူကဒီမှာ color လေးတွေခွဲပြီးတော့ပြပေးထားတယ်အဲ့တော့ကိုကတခြား color လေးတွေချဲ့ခြင်းနဲ့ဆိုရင်လည်းသဆိုင်ရ slice တစ်ခုချင်းစီကို selection ပေးပြီးတော့ format ရဲ့ shape fade တဲ့ကနေမှကိုလိုချင်တဲ့ color တွေရွေးပြီးတော့မှချဲ့သွားလို့ရပါတယ်အဲ့လိုမှမဟုတ်ဘူး ဒီရှိနေတဲ့ slice တွေအားလုံးကိုတပြိုင်နက်တည်းကာလာတွေမတူညီတဲ့ကာလာတွေပြောင်းချင်တယ်ဆိုရင်ဘယ်လိုလေးလုပ်လို့ရမလဲဆိုတော့ chart design ထဲမှာမှ chain color ဆိုတာလေးရှိပါတယ်။အဲဒီ chain color လေးထဲမှာဆိုရင်သူနှစ်မျိုးရှိပါတယ်။ colorful ရယ် monochromatic ရယ်ဆိုပြီးတော့နှစ်မျိုးရှိရယ်။ colorful ထဲမှာရှိနေတဲ့ဒီအမျိုးအစားတစ်ခုချင်းစီကိုမတူတဲ့ different color တွေသူဒီမှာပြောင်းပြီးတော့ တုံးမိသွားတာကိုတွေ့ရလိမ့်မယ်အဲ့တော့ဒီ colorful မှာရှိနေတဲ့သက်ဆိုင်ရာ colorful palette တွေကိုရွှေ့လိုက်တယ်ဆိုရင်လည်းသူက slide တစ်ခုချင်းစီကိုသူဒီ different color တွေပြောင်းပေးသွားလိမ့်မယ်အောက်က monochromatic ဆိုတော့သူက color အယောင်တစ်ခုပဲပဲတစ်ခုတည်းဟိုမှာသူဒီအနုအရင်သူခွဲပြီးတုံးမိသွားမှာဖြစ်တယ်အဲ့တော့ကိုကဒီလိုပုံစံမျိုးနဲ့ color တစ်ပြောင်းတည်းကိုပဲအနုအရင်ခွဲပြီးပြလိုက်ခြင်းနဲ့ဆိုရင် monochromatic ထဲမှာရှိနေတဲ့ color အမျိုးအစားတွေကိုရွှေ့ပြီးတော့ပြင်သွားလိုက်လို့ Java에 yeah, เนาะပြီးရင်နောက်တစ်ခါကျတော့ဒီ chart design နဲ့မှာပဲ chart style ဆိုတာရှိပါတယ်အဲ့ဒီ chart style နဲ့မှာဆိုလို့ရှိရင်သူ predefine လုပ်ထားတဲ့ chart style လေးရှိရယ်ပေါ့เนาะ slice တစ်ခုချင်းစီကိုမှသူ color ချိန်မိထားတာတွေပုံစံပြောင်းမိထားတာတွေ leader level ပုံစံပြောင်းမိထားတာတွေသူပြောင်းထားတဲ့ style နေရှိရယ်အဲ့ဒီထဲကမှ collagenous style မျိုးစမျိုးတွေ့ရယ်ဆိုလို့ရှိရင်လည်းဒီကနေရွေးပြီးတော့ပြောင်းသွားလိုက်လို့ရတယ်မဟုတ်ရင်လည်းကိုပါနေကိုကိုကြိုက်တဲ့ပုံစ ဆန်မျိုးတွေကိုလည်းဒီ chart design တွေ format menu တွေကိုတုံးပြီးတော့ပြောင်းသွားလိုက်လို့ရပါတယ်။ roster က pie chart ပေါ့ pie chart ကကြတော့သူဒီ total တစ်ခုလုံးထဲမှာမှာ category တစ်ခုချင်းစီဒီဘယ်လောက် percentage အနေနဲ့ contribute ဖြစ်နေသလဲဆိုတာမျိုးကို percentage အလိုက်နှိုင်းရှင်ပြီးကြည့်ခြင်းတဲ့အခါမျိုးမှာအသုံးပြုပါတယ်။နောက်ဆုံးတစ်ခုကတော့ line chart ပါ line chart မှာဆိုလို့ရှိရင်အခု daily sales ဆိုပြီးတော့ တရက်ချင်းစီရဲ့ဒီ cookie category ရဲ့ရောင်းရတဲ့ရောင်းအားလေးတွေကိုပြပေးထားတယ်။အဲ့တော့ဒီလိုမျိုး daily sales ကိုပြပေးထားတယ်ဆိုရင်ဒီ summary data ကို selection ပေးလိုက်မယ်။ပြီးတာနဲ့ insert ချက်က line chart ကိုရွေးပါမယ်။ line chart ကိုရွေးမယ်အဲ့တော့ကိုရွေးချက်လို့ရတဲ့ line chart အမျိုးအစားတွေရှိမယ်ပထမဆုံးတစ်ခုကတော့ line pb ဆိုလို့ရှိရင် stack line ရှိမယ်နောက်၄ခုမြောက်မှာဆိုရင် line with marker ဆိုတာရှိပါလိမ့်မယ်အဲ့တော့ line chart မှာမတူသည်သူ့ရှိနေတဲ့ရက်စွဲတစ်ခုချင်းစီမှာသူကအခုလိုမျိုး marker အလုံးလေးတွေနဲ့သူဒီလိုမျိုးပြပေးထားလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး marker လေးတွေနဲ့ပြခြင်းနဲ့ဆိုရင် line with marker ကိုရွေးပြီးတော့မှအလုံးလုံးလို့ရတယ် ဒါဆိုသူကဒီလိုမျိုး line chart လေးနဲ့ပြပေးလိုက်မယ်အောက်က x ဝင်ရိုးမှာဆိုရင် horizontal axis မှာဆိုရင်သူဒီရက်ဆွဲလေးတွေကိုပြပေးထားပါတယ်ဒီရက်ဆွဲတစ်ခုချင်းစီမှာရှိနေရဲ့ဒီ particle axis ပေါ့နော် particle axis မှာကြတော့သူကကိန်းကဏ္ဍတွေကိုပြပေးထားတယ်အဲ့တော့အဲ့ရက်ဆွဲတစ်ခုချင်းစီမှာရှိနေတယ်သူ့ရဲ့သက်ဆိုင်ရာ size ရဲ့ကဏ္ဍနံပါတ်နေရာလေးတွေမှာဒီလိုမျိုး point လေးတွေနဲ့သူကထားပေးထားတယ်ပြီးရင်အဲ့ point တစ်ခုချင်းစီရောသူက line လေးဖြစ်အောင်လို့ဒီလိုမျိုးချိတ်ဆက်ပြီးပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒါက line chart ရဲ့ပုံစံလေးပါ line chart ကဘယ်လိုအချိန်မျိုးမှာအသုံးပြုမလဲဆိုတော့အချိန်နဲ့အမျှပြောင်းလဲနေတဲ့ data ပုံစံတွေကို data အတက်အကျတွေကိုပြကြတဲ့ဆိုတဲ့အခါမျိုးကြလို့ရှိရင် line chart လေးကိုအသုံးပြုရပါတယ်ဒါဆို line chart လေးကိုအသုံးပြုမယ်ဆိုလို့ရှိရင် data ကကိုယ့်ရဲ့ data ဒီတက်နေရလားကျနေရလားဆို ရာမျိုးကိုမြင်သာမှာဖြစ်ပါတယ်အဲ့တော့ဒါက line chart ရဲ့အသုံးပြုတဲ့ပုံစံလေးဖြစ်ပါတယ်